ကိုကန့်ဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ပတ်သက်ပြီးမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA အဖွဲ့ကကြာသပတေးနေ့ကတစ်ဖက်သက်စစ်ပွဲများကိုရက်စဲကြောင်းကြေညာလိုက်ပါတယ်။သူတို့အနေနဲ့ထိုးစစ်ဆင်နွှဲမှာမဟုတ်ဘဲကိုကိုကိုကာကွယ်ဖို့ခုခံစစ်သားဆင်နွှဲမယ်လို့ပြောပါတယ်။ထိုးစစ်မဆင်ဘူးဆိုတာကိုကြေညာတာပါခင်ဗျ။ကတော့ကျွန်တော်ပြည်သူလူစုတွေ ုက္ခရောက်နေရလဲလေးလာကြုံနေပြီကွာအဲ့ဒါတစ်ချက်ပေါ့နောက်တစ်ခုကတော့ကျွန်တော်ဒီတောက်လျှောက်လဲဒီလိုခန်းစစ်ပဲတိုက်နေတာပါအဲ့ဒါကိုကျွန်တော်ဒီဗီဒီယိုတခုတွေလဲကြည့်အောင်ပေါ့ဗျာဟုတ်ကဲ့နောက်တစ်ခုကတော့ကျွန်တော်ဒီတိုက်ပွဲတွေကြောက်မလို့ဒီနေ့ရဲ့အာအထွေထွေရွေးကောက်ပွဲကြီးကိုသွားကြည့်အဲ့မှာကိုကျွန်တော်စိုးရိမ်လို့ပါ MNDA ဖွဲ့ကအထွေမူဥထွတ်မြန်လင်းပြောပြသွားတာပါအခုလိုပညာချက်နဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့ဖိအားကြောင့်ဖြစ်တယ်လို့ပြောဆိုမှုတွေရှိပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတရုတ်အနေနဲ့ဓာတ်ရိုက်ဖိအားလာပေးတာမျိုးတော့မရှိပေမဲ့တရုတ်အစိုးရရဲ့လူလားချက်ကိုဆောင်ရွက်ပေးတာမျိုးပါဝင်ပါတယ်လို့ဥထွတ်မြန်လင်းကပြောပါတယ်။တို့ကတော်တော်လေးတောင်းတနေတာကဒီလက်ဆက်တလျှောက်ပေါ့နော်ကျွန်တော်ဒီကိုကန့်နဲ့တရုတ်နယ်ဆက်တလျှောက်အဲ့မှာတည်ငြိမ်ဖို့ဆိုတော့အတိကလူလားပါတယ်။အဲ့ဒါကိုတို့ကဒီမီဒီယာတွေမှာ ခဏခဏလည်းပြောပါတယ်။အဲကြောင့်မလို့ကျွန်တော်အဲ့မှာရဲအဲအဲ့လိုရေးရခြင်းဖြစ်ပါတယ်ခင်ဗျ။အခုလို MNTA ဘက်ကပြစ်ကတ်ရဆဲရေးကြီးညာချက်နဲ့ပတ်သက်ပြီးဒီကိစ္စဟာကြိုးစွားမှာဖြစ်ပါတယ်လို့လောက်ကင်မြို့နယ်ပြည်သူ့လွှတ်တော်ကူစလဲဥကြော်နေနိုင်ကပြောပါတယ်။ကျွန်တော်ကကြိုးစွားပါဗော။အဲနိုင်လို့ရှိရင်တော့လက်ဖက်လက်ခံနိုင်တဲ့ဟောပေါ့ဗျာ။အစိုးရနဲ့လာပြီးမှဆွေးနွေးလဲလို့ရှိရင်တော့ပိုကောင်းပါဗောဗျာ။ကျွန်တော်ဒီတော့ဒီငင်းအေးချမ်းတော့ဗောဗျာ။ ဥကြုံနေနိုင်ပြောပြသွားတာပါဒါပေမဲ့အခုလိုနှစ်ဖက်ဆွေးနွေးမှုတွေဆောင်ရွက်ဖို့ကိစ္စမှာတက်မတော်ဘက်ကလက်ခံနိုင်မလားဆိုတာကတော့မေးเสียပါဒါတော့ကျွန်တော်လည်းပြောလို့မရဘူးပေါ့ဒါပေမဲ့အခုသမရကြီးကတော့ကမ်းလှမ်းထားတာကတော့လက်လက်နဲ့ငင်းချမ်းကြီးပေါ့လက်လက်နဲ့ငင်းချမ်းကြီးဟိုပြောထားတာကတော့ရှိတယ်လို့ပြောတယ်လက်လက်နဲ့ငင်းချမ်းကြီးလဲလှယ်တယ်ဆိုတာနဲ့ပတ်သက်ပြီးတိုင်းသားအဖွဲ့တွေဘက်ကအတိတ်ပဲဖွင့်ဆိုတာကတော့ လက်နက်ချခိုင်းခြင်းပဲဖြစ်တယ်လို့ဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဦးထွန်းမြတ်လင်းကအခုလိုပြောပါတယ်အင်းလက်နက်နဲ့လဲမယ်ဆိုတာကတော့ကျွန်တော်ကလောလောဆယ်တော့မဟုတ်သေးဘူးတဲ့။နည်းနည်းတော့အချိန်တော့ယူရမယ်တဲ့ခင်ဗျ။ဒီတိုက်ပွဲတွေအချိန်ရက်ပြီးတော့မှပြန်ပြီးတော့ကျွန်တော်ကျွန်တော်ကိုတိမှပြုတ်ပြီးတော့မှဆင်းနေရင်တော့ဖြစ်နိုင်ပါတယ်ကျွန်တော်ထင်တာ။ဒါပေမဲ့အချိန်အတိုင်းအတာတခုတော့ရှိမှာပေါ့ဗျာ။ ဥထွမြန်လင်းပြောပြသွားတာပါဥကျော်နီနိုင်ရဲ့ယူဆချက်ကတော့အခုလိုပါကျွန်တော်မြင်နေတာအတော့လက်နဲ့နဲ့ငင်းချင်လဲတာဆိုတာတော့အမျိုးမျိုးနဲ့သုံးသပ်လို့ရပါတယ်သူဟိုတကယ်နှစ်ဖက်ညီလိုက်လို့ရှိရင်တော့ကျွန်တော်ကျွန်တော်တို့ထင်တာဒီလက်နဲ့ကတရားဝင်လက်နဲ့ပြန်ဖြစ်သွားနိုင်တယ်လောက်ကင်မြို့နယ်ပြည်သူ့လွှတ်တော်ကလည်းဥကျော်နီနိုင် ပြောပြသွားတာပါလက်ရှိမှာလောက်ကင်ဒေသပြန်လည်ထူထောင်မှုအတွက် လေး၅နှစ်လောက်အချိန်ယူရမှာဖြစ်တယ်လို့တခြားဆောင်ရွက်စရာတွေလည်းအများကြီးရှိတယ်လို့ပြောပါတယ်။ဒါအပြင်နည်းမြေငင်းငင်းရေးအတွက်ကတော့တဆင့်စီဆောင်ရွက်ရမယ့်အပိုင်းတွေအများကြီးကြံနေသေးတယ်လို့ MNDAA အဖွဲ့ကလည်းယူဆထားကြောင်းဥထွတ်မြတ်လင်းက RFA ကိုပြောပြသွားပါတယ်ခင်ဗျာ။ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းကိုကန့်ဒေသတွင်မှအစိုးရတပ်နဲ့လေးလကြော်ကြာတိုက်ပွဲဖြစ်ပွားခဲ့တဲ့ပြီးတဲ့နောက်ဒီကနေ့ကစတင်ပြီးတစ်ဖက်သက်စစ်ရဲဆဲကြောင်းကိုကန့်တပ်ဖွဲ့ကဒီကနေ့ကြီးညာလိုက်ပါတယ်အခုလိုကြီးညာတာဟာပြဿနာတွေကိုငြိမ်းချမ်းစွာဖြေရှင်းလိုတာစစ်ကြောင်းပြည်သူတွေဒုက္ခရောက်နေရတာကိုငက်ကွက်ထောက်ထားမှုနဲ့အတူရွေးကောက်ပွဲကျင်းပနိုင်ရေးစတဲ့အချက်တွေပါဝင်တယ်လို့ကိုကန့်အဖွဲ့ကပြောပါတယ်ဒီသတင်းကိုတော့ VOE မြန်မာပိုင်းသတင်းတောက်ကိုမိုးစောကစုံစမ်းတင်ပြထားပါတယ်ရှင် ဟုတ်ကဲ့ကိုကန်ဒေတာစစ်ပွဲဟာဖေဖော်ဝါရီလ9ရက်နေ့ကစတင်ပြီးနှစ်ဖက်အထိကိအကြဆုံးများစွာနဲ့လေးလကျော်ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီးတဲ့နောက်မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်ဖွဲ့ MNDAA ကကိုကန်တက်ကဇွန်လ10ရက်နေ့ည7နာရီကစပြီးတစ်ဖက်သက်အပြစ်ခတ်ရစဲကြောင်းကြေညာလိုက်တာဖြစ်ပါတယ်။ဒီလိုတစ်ဖက်သက်အပြစ်ခတ်ရစဲရတဲ့အကြောင်းကို MNDAA ကိုကန်တက်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဦးထွန်းမြတ်လင်းကအခုလိုပြောပါတယ်။အဓိကတော့ပြဿနာတွေကိုမြင်းချမ်းတဲ့ 明天来多少钱来吧？最好比五万你那叫一条鱼，从差不多十万啊，那一种九十多块钱一条，一条啊，最牛逼的了，是吧？你这个今天嘛，鱼个不会来新的，都假话嘞，假话嘞，那只有只有在在过江木路，还有鱼个不会就五万八，不我，不要到二我，二万，起码就四五万，二万来个钱包，晓得吧？ MNDAA ကထုတ်ပြန်တဲ့ကြေညာချက်မှာတော့တရုတ်အစိုးရကတရုတ်မြန်မာနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက်ပြင်းပြတဲ့တောင်းဆိုမှုကြောင့်ရက်စဲတာဖြစ်ကြောင်းလည်းဖော်ပြပါတယ်။ဦးထွန်းမြတ်လင်းကတော့တရုတ်အစိုးရကမီဒီယာတွေကတစ်ဆင့်သူတို့သဘောထားကိုဖော်ပြခဲ့တာလို့လည်းပြောပါတယ်။အော်အဲ့ဒါကတော့အဓိကမီဒီယာတွေပါပါ။သူတို့မီဒီယာတွေဟော TV ရောအင်တာနက်ရောဒီမီဒီယာတွေမှာသူတို့ခဏခဏပြောပါတယ်။အာဒီနယ်စပ်တည်ငြိမ်ဖို့အတွက်ပေါ့ဗျာ။ အဲ့ဒါကြောင့်မဟုတ်ပါကျွန်တော်ကလို့စိတ်ရရချင်းဖြစ်ပါကိုကန်တပ်ဖွဲ့ကတဖက်သက်စစ်ရဲဆဲလိုက်ပေမဲ့မိမိကိုယ်ကိုကာကွယ်တဲ့အခွင့်အရေးကိုဆက်လက်စုပ်ကင်သွားမယ်လို့လည်းကြေညာချက်မှာဖော်ပြပါတယ်။ကိုကန်ကိုပိုင်အုတ်ချုပ်ခွင့်ရဒေတာကရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တဦးကတော့တိုက်ပွဲတွေငြိမ်သက်သွားရင်ကိုကန်ဒေတာမှရွေးကောက်ပွဲကျင်းပနိုင်မှာဖြစ်ကြောင်းအခုလိုပြောပါတယ်။တိုက်ပွဲမဖြစ်တော့ဘူးဆိုတော့ရွေးကောက်ပွဲကတခြားဘောက်လုပ်နိုင်ပါတယ်။ သူတို့ကမဖြစ်တော့ဘူးဆိုရင်တော့အေးသွားအေးသွားပြီပေါ့သူတို့ကရက်လိုက်ပြီဆိုရင်အေးပြီပဲသူတို့စကားပိုင်ရင်ပေါ့နော်ကွန်လုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဟော်ရှောက်ချန်းကတော့တစ်ဖက်သက်စည်ရဆဲတဲ့အပေါ်အခုလိုပြောပါတယ်ကြောက်တယ်ပြောတာပြောတာသိရတယ်ဒီကောင်တွေကတော့တက်တယ်လို့ဆိုတော့သူကမနေလို့ပတ်တာနော်အဲ့လိုပဲကြီးညာဘူးကိုကိုပဲကြီးညာဘူးဆိုလည်းပဲတော့ဘယ်လိုလုပ်လဲအမ်ကတည်းက ကိုကန်တက်ဖွဲ့နဲ့နီးစပ်တဲ့ဝါပြည်သွေးစည်ညင်ညွေးတက်ဖွဲ့ UWSA ရဲ့ပြောရေးဆိုခွင့်ရှိသူဦးအောင်မြင့်ကတော့တစ်ဖက်သက်အပြည့်ရဲ့အကြောင်းကြေညာချက်အပေါ်အခုလိုတုံ့တက်ပါတယ်။သူတစ်ဖက်ကသူအကြေညာလိုက်ပြီးဆိုရင်နောက်တစ်ဖက်ကကြည့်ရမှာဘယ်လိုသဘောထားလဲဆိုတာ။ဟိုဒီဟာတော့ပြည်ဖွဲ့ရဲ့တွန်းအားလည်းရှိပါတယ်။နောက်ဟိုတိုင်းပြည်ရဲ့ဒီဘာလုံးကိစ္စလေးတွေမှာပေါ့ဆွေးနွေးပြီးတော့ဖြေရှင်းမှုအချိန်လာကအစည်းအဝေးတို့ဘာလို့ညာလို့အားလုံးပေါ့။ ကိုကန်တပ်ဖွဲ့ကအခုလိုတစ်ဖက်သက်အပြစ်ခတ်ရက်စဲကြောင့်ကြေညာချက်ထုတ်ပြန်ခြင်းဟာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလော်ခီလာထိပ်သီးညီလာခံကနေတနိုင်ငံလုံးအပြစ်ခတ်ရက်စဲရေးစာချုပ်ကိုလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်မှလက်မှတ်ရေးထိုးမယ်လို့ဆုံးဖြတ်ထားခြင်းနဲ့ဒေါ်ဆန်းစုကြည်တရုတ်နိုင်ငံကိုတွားရောက်ချိန်တိုးနဲ့တိုက်ဆိုင်နေပါတယ်လေးလာကျော်ကြာမြင့်ခဲ့တဲ့ကိုကန်စစ်ပွဲအတွင်းမှာတိုက်ပွဲပေါင်းအနည်းဆုံးအကြိမ်250ကျော်ဖြစ်ပွားခဲ့တယ်လို့ အစိုးရဘက်ကရရှိစစ်သည်120ကျော်ကြာဆုံးပြီး350ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ကိုကန်းကြက်ဖွဲ့ဘက်ကအလောင်း80ကျော်နဲ့လူ20ကျော်ဖမ်းဆီးရမိကြောင်းမြောက်ရီသတင်းဌာနကသတင်းထုတ်ပြန်ထားပါတယ်။ဒီတိုက်ပွဲကာလအတွင်းမှာအရသာပြည်သူ100နီးပါးထိခိုက်ဒေဆုံးခဲ့တယ်လို့9000လောက်ဟာနေရာဆုံးခွာပြီးတရုတ်နိုင်ငံဘက်ကိုတင်းရှောင်နေရပါတယ်။